မင်္ဂလာပါ all you wine son night မှာကြိုဆိုပါတယ်ယခုတခါမှာတော့ရှင်းနေလူလိမ်များအကြောင်းဆိုတော့ Facebook page ကနေတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ခင်ဗျာရှင်းနေလူလိမ်များအကြောင်းကားအယောင်းဝယ်အမှားတစ်ခုကနေပြီးတော့ရှင်းနေအောင်မြင်တတ်တဲ့ငိမ့်တို့ဆရာတစ်ပတ်နှစ်ယောက်စီကိုအမှုအပ်ခဲ့ပါတယ်လိုင်စင်မဲ့ကားကိုလိုင်စင်ပါတယ်ဆိုပြီးရောင်းသွားတဲ့ဖြစ်စဉ်မှာရောင်းသွားတဲ့သူကတငယ်ချင်းအရင်းကြီးပါ အမှုအတက်နေရဆံပြီးမင်းအမှုကိုအစဉ်ပြေအောင်လုပ်ပေးမယ်ဆရာတို့ဆရာမတို့ကိုပြုစုပေးနော်ဆိုပြီးတလောက်ကိုနှစ်ကြိမ်လောက်ရန်ကုန်မြို့မှာရှိတဲ့နာမည်ကြီးဘားတွေ KTV တွေလိုက်ပို့ခိုင်းလို့အမြဲကျွေးမွေးခဲ့ရပါတယ်အမှုပေးတဲ့အထိလိုက်ပို့ခဲ့ရပါတယ်မပို့ရင်စိတ်ကောက်ကြတယ်သူတို့နှစ်ယောက်တင်မကပါဘူးသူတို့ရဲ့မိသားစုတွေပါဂျပန်ရခိုင်ကျွေးမွေးခိုင်းပါသေးတယ်ကျွန်တော် ဘားတွေ KTV တွေကိုအမြဲလိုက်ပို့ခိုင်းတဲ့အတန်ဖန်တွေအားလုံးကျွန်တော်စီမှာရှိပါတယ်အမှုအနိုင်ရရှိအောင်ကျွန်တော်ဘက်ကသူတို့ပြောတဲ့တသက်တွေအားလုံးတစ်ခွမချန်စုပေးနိုင်ခဲ့ပါတယ်တဖက်အမှုတွေကိုလည်းကျွန်တော်ကအဆဆရရာကိုင်းပေးထားခဲ့ဘူးတဲ့အတွက်ကျွန်တော်ပေါ်တောင်းပန်ပြီးဒီကိစ္စကိုဝန်ခံပါတယ်အမှုအနိုင်ရရှိတော့ကားတစ်စီးစာပိုက်ဆံကိုတလောက်ငါးသိန်းနှုန်းနဲ့ပေးဖို့အတွက်နှစ်တွေအရန်ကြာလို့လက်မခံခြင်းပေမဲ့ ရှင်းနေအောင်မြင်တန်းနဲ့မြိတ်နှုတ်ဆရာတစ်ပည့်နှစ်ဦးကတပတ်အမှုတွေကမပေးလို့မရအောင် စားချုပ်ထဲမှာထက်ချုပ်မယ်ဆိုတဲ့အကြောင်းဒီပိုက်ဆံမပေးရင်တခြားကားတစ်စီးသိမ်းလို့ရတယ်ဆိုတဲ့အကြောင်းတတန်းကုန်နေတဲ့အုံနာဘုတ်ကြီးကိုအပေါင်းတပေါင်းမျိုးယူထားပါသူတို့ကအားလုံးကိုတာဝန်ယူမယ်ဆိုတဲ့အကြောင်းပြောခဲ့ပါတယ်ပိုက်ဆံကိုလည်းသူတို့ကပဲတောင်းပြီးလစဉ်လွှဲပေးပါမယ် တပတ်အမှုတန်နဲ့ကျွန်တော်နဲ့စကားပြောစရာမလိုကြောင်းအာမခံပြီးကျွန်တော်ကိုလက်ခံခိုင်းပါတယ်ဒီလိုနဲ့အဆအဆရရသူတို့လှုပ်ပေးမယ်ဆိုပြီးအတင်းလက်ခံခိုင်းလို့လက်ခံလိုက်ပါတယ်အစာပိုင်းတော့ပုံမှန်ပေးပါတယ်အနှဲငယ်ကြားလာတော့ပေးလိုက်မပေးလိုက်ဖြစ်လာပါတယ်တပတ်အမှုတန်နဲ့စကားပြောပြီးနောက်မှတိလိုက်ရတာကဟိုဘက်ကပေးထားတာကိုရှင်းနေအောင်မြင်တတ်နဲ့ရိတ်နှုတ်ဆရာတော်နဲ့ဦးယူသုံးထားကြောင်းတိလိုက်ရပါတယ် နောက်ဆုံးဟိုဘက်ကမပေးတာကြားလာတော့ဒီအမှုကိစ္စကိုဘလို့ဆက်သွားကြမလဲတိုင်ပင်ခဲ့ပေမဲ့အလုံးမအားဘူးအကြောင်းပြပြီးအမြဲတမ်းရှောင်းနေရပါတယ်အခုသူတို့ရှိရနေရာရောက်နေတယ်မအားမချင်းနောက်ကလိုက်နေမယ်ပြောတော့မှတရက်အချိန်ပေးပြီးစကားပြောပြခဲ့ကြပါတယ်အောင်မြင်တဲ့ဆိုတဲ့လူကစာချုပ်ကကြားပြီးဖြစ်ကြောင်းသူစီမှာစာချုပ်တွေနေတိုင်းချုပ်နေရတဲ့အတွက်ဒီစာချုပ်နဲ့ပတ်သက်ပြီး ူမေ့သွားပြီဖြစ်ကြောင်းစာချုပ်ကိုပြန်ဖတ်ပြီးစာချုပ်ရဲ့ပြစ်ချက်တွေကိုတောက်လျှောက်ပြောပါတယ်ဒါနဲ့ကျွန်တော်လဲဒီစာချုပ်ကဆရာချုပ်ပေးထားတဲ့စာချုပ်နော်စာချုပ်မှာပြစ်ချက်တွေများလေဆရာညံတဲ့အကြောင်းကိုယ်တိုင်ဝန်ခံခြင်းဖြစ်ကြောင်းပြောလိုက်တော့စာချုပ်ကိုပြစ်ချပြီးထထွက်သွားပါတယ်ကျွန်တော်မကောင်းကြောင်းတွေကိုလဲတဖက်အမှုတယ်နဲ့အတင်းပြောလို့ပြောနေတဲ့အတွက်ဟိုဘက်ကလည်းကြံငွေတွေကိုလုံးဝမပေးတော့ပါဘူး ဟိုဘက်အမှုတွေကပြောပြလို့သိရတာပါ။ဂျာထဲမှာလည်းဝေဘေးငွေယူကိစ္စတချို့ကိုရှင်းနေအောင်မြင်တန်းတဲ့ညီတို့ဆရာတစ်ပါးနဲ့ဦးနဲ့စာချုပ်တွေချုပ်ခဲ့ပါသေးတယ်။တစ်ဖက်လူကပေးခဲ့ပေမဲ့သူတို့နှစ်ဦးယူသုံးထားရတွေရှိခဲ့ပါတယ်။ဒီအကြောင်းကိုနောက်ပေါ်တစ်ခုနဲ့တင်ပေးပါမယ်။အသေးစိတ်သိချင်ရင် CV မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်စီမှာအတန်ဖိုင်သက်သေတွေအားလုံးရှိပါတယ်။မဟုတ်မမှန်ပဲလုံးဝတင်တာမဟုတ်ပါဘူး။ သူတို့ကြောင်းကိုအများသူငါသိစေလိုတဲ့အတွက်ကျွန်တော်လိုမခံရစေရန်အတွက်စေတနာနဲ့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတသက်အားလုံးရှိပါတယ်ခင်ဗျာဒါတော့ရှင်းလေလူလေးများကြောင်းအတင်ထားတဲ့ပို့တစ်ခုကိုဖတ်ပြပေးတာဖြစ်ပါတယ်အဲ့ဒီပို့မှာပဲဥအောင်မြန်တန့်ဆိုတဲ့ဖေဖော်အကောင့်တစ်ခုကနေဒီလိုမှတ်ချက်ရေးထားတာတွေ့ရပါတယ်ဇော်ဖြိုးအောင်ရေပါစနယ်ဟိတ်ဆိုရင်လည်း မမှန်ကန်ကန်ရေးတဲ့မှာတယ်အခုမင်းဟာကမှန်တဝက်မမှန်တဝက်နဲ့ကွာမသိတဲ့သူတွေကြောင်ထင်ကြောင်ထင်ဖြစ်ကုန်ရပြီ9ရက်7နှစ်လောက်တက်တလျှောက်ကောအမှုတွေကျင်နှံ့မှုရအောင်တရားသောနေလန့်နဲ့တမာတမက်ကြကြလောက်ပေးခဲ့တာကြီးပဲအစ်ကျော်စင်နဲ့ကိစ္စမှာလဲဝေပြန်ဆက်နေတဲ့မိန်ကလေးကိုရက်နောက်ကြလေးနဲ့တရားစွဲခိုင်းလောက်အောင်မင်းကအတားနဲ့လောဘကြီးလွန်းလို့မယောင်ရဲနိုင်တဲ့အပေါ် ဘာမလိုက်ရောတာကိုမင်းမကျေနပ်ဘူးဆိုတာသိပါတယ်။ခုကိစ္စမင်းပြန်လဲမတောင်းမှန်ဘူးဆိုရင်တရားစွဲတယ်ဆိုတာငါတို့အတွက်ထမင်းစားရေတောက်တလောက်ပဲရှိတယ်ဆိုတာမင်းသိပါတယ်။ဒါကတော့ဥရောပမြန်တန့်ဆိုတဲ့ဖေဖော်ကောင်းကနေ မှတ်ချက်ရေးထားတာကိုဖတ်ပြပေးတာပါ။အဆိုပါမှတ်ချက်ကိုပဲရှင်းနေလူလည်းများအကြောင်းဖေဖော်ပိတ်ကဒီလိုတောင်းပြန်ထားပါတယ်။မမှန်ဘူးဆိုရင်စိုက်တဲ့နေရာမှာရှင်းလို့ရတယ်။ငါစီမှာ မင်းနဲ့ပြောထားတဲ့အတန်ဖိုင်တွေရှိတယ်။နောက်ဆုံးဆွေးနွေးခဲ့တဲ့အချိန်ကမင်းချုပ်ထားတဲ့စာချုပ်ကိုမင်းအပြစ်တွေထိုင်ပြောနေတဲ့အတန်ဖိုင်တွေထိငါးစီမှာရှိပြီးသားပါ။မင်းအကျင့်ကို အများသိအောင်ကျင်ညာလိုက်တာပါ။မင်းကိုငါမမုန်းပါဘူး။မကောင်းတဲ့မင်းရဲ့အကျင့်နဲ့မင်းရဲ့လောက်ရကိုတော့မုန်းနေကွာ။ပြီးကြော်စင်တဲ့ကိစ္စမှာဟိုဘက်ကရနောက်ချလို့နင်နာချေးပေးတော့မင်းကဂျားရဲအညှိပေးရတဲ့အတွက်အကျိုးမြတ်ကိုလည်းမင်းလဲလိုချင်တယ်ဆိုတဲ့တန်ဖိုင်တွေ သူလွှဲပေးတဲ့ငွေကိုမင်းကငါ့ကိုအကြောင်းမကြားပဲကြားထဲမှာဖြတ်ပြီးတုံးထားတဲ့အကြောင်းမင်းနဲ့ဖုံးပြောထားတဲ့အသံဖိုင်ငါ့စီမှာရှိတယ်။ကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာမှာပြောပါ။ငါ့ဘက်ကချပြဖို့အစဉ်သင်မယ်။ဦးအောင်မြင့်တန်းဆိုတဲ့ Facebook ကောင်ကတုံ့ပြန်ထားတာကတော့ဖြုတ်အောင်မင်းကတော်တော်လေးရိုင်းတာပဲ။ဒါကြောင့်အေးကြော့စီလဲမင်းရဲ့တံမခံနိုင်တာဖြစ်မယ်။အေးကြော့စင်းတဲ့ကိစ္စမှာရှင်းနေကမဖြစ်ညစ်ကြဲလေးနဲ့ စာချုပ်ချုပ်ပေးခဲ့ရတဲ့အပြင်ငွေပေးဆက်မှုအပိုင်းမှာပါကြားဝင်ခိုင်းခဲ့တယ်။ဒါပေမဲ့ကိစ္စပြတ်တဲ့အထိငါလုပ်ပေးခဲ့တယ်။ထားလိုက်ပါတော့။မင်းကမတောင်းမှန်တဲ့ပြင်မိုက်ရိုင်းလာတော့မဖြစ်မနေဆွဲရတော့မယ်။ငါဘက်ကမှားနေတယ်ဆိုရင်လည်းမင်းငါ့ကိုပြန်ဆွဲလို့ရတယ်နော်။ဒါတော့ဥအောင်မြင်တန်ဆိုတဲ့ Facebook ကောင်းကနေမှတ်ချက်ရေးထားတာကိုဖတ်ပြပေးတာပါ။ဆက်လက်ပြီးတော့ တည်တည်ဆိုတဲ့ဖေဖော်ကောင်းကနေမှတ်ချက်ရေးထားတာကိုဖတ်ပြပါအောင်မယ်။ရှင်းနေမှညိုင်းအကောင့်ကိုဟက်ပြီးဖြတ်လိုက်တဲ့အတွက်ကြောင့်ကိုစားတင်ပေးခြင်းဖြစ်ပါတယ်။ကျမကိုစော်ကားထားတဲ့တစ်ချက်ချင်းကိုအသေးစိတ်ပြန်ရှင်းပြမယ်။ပထမဦးစွာအမှုတွေနဲ့အမှုတွေအမျိုးသမီးချကျမတို့ဆက်ဆံရေးကိုရှင်းပြလိုပါတယ်။ကျမနဲ့အမှုတွေအမျိုးသမီးတီကိုဗစ်တက်ဝိတ်905အမှုတွေဖြစ်တော့ကျမတို့နဲ့အတူအခမဲ့အမှုလိုက်ကူညီရန် ကျမနဲ့လက်တွဲလာတော့ကျမ၏ဂျူနီယာပါကျမသမီးလေးရဲ့ဆရာမဆိုလဲဟုတ်ပါတယ်သူ့ကိုကျမဆရာဦးအောင်မြင့်တန့်စီလက်လွဲဖို့ပညာသင်ခိုင်းခဲ့ပါတယ်ယခုအမှုတန်နဲ့လည်း2021တည်းကရင်းနှီးခဲ့ကြတော့ဆက်ဆံရေးဖြစ်ပါတယ်အကောင့်တူးနဲ့အမှုတွေဆွဆွဲထားတဲ့ KTV ဘာကိစ္စအမှုတန်နဲ့ရှင်းနေတွေရဲ့ထောင်းစံအတိုင်းအမှုကိစ္စကြောင့်ဆွေးနွေးပြောဆိုရင်စားတောက်ကြတယ်လို့ အမှုတွေနဲ့သူမိမနှစ်ယောက်စလုံးနဲ့ခမင်းရင်းနှီးပတ်သက်မှုအချိန်တိုင်းတာတစ်ခုကြောင့်စားတောက်ပြောဆိုခဲ့ကြတယ်။လင်မယားနှစ်ဦးလုံးနဲ့နှစ်ရှည်ခင်မမှုအတိုင်းတာကြောင့်စားတောက်တွေ့ဆုံခဲ့ကြတာပါ။အာမခံအုံနာဘုတ်ယူထားတဲ့ကိစ္စနဲ့ကြံငွေကိုတလာချင်းပေးတဲ့ကိစ္စဝေကြီးအကုံဆုံးမဲ့စားနှစ်ဖက်လုံးအဆင်ပြေစေရန်ကျမတို့အကြံဉာဏ်ပေးခဲ့တဲ့ပုံမှာအမှုတွေကိုယ်တိုင်လိုလိုလားလားနဲ့ကြည်ကြည်ဖြူဖြူသဘောတူခဲ့တာပါ။ အမှုတဲချင်းချင်းအလွန်ရင်းနှီးခဲ့ကြတဲ့တငယ်ချင်းဖြစ်ခဲ့တာကြောင့်လဲကျမတို့ကဒီအကြံပေးခဲ့ခြင်းဖြစ်ပါတယ်ရင်းနှီးခဲ့တဲ့တငယ်ချင်းချင်းချင်းကားရောင်းကားဝယ်ခြင်းထက်ခဲ့လို့အဆက်အသွယ်နည်းနည်းတောင်မလုပ်ချင်တော့ပါဘူးပိုက်ဆံပဲပြန်လိုချင်ပါတယ်ဆိုတော့ကြောင့်ကျမကဂျားရရနေလာစဉ်ငွေလက်ခံပေးခဲ့ပြီးငွေရရှိတည်နဲ့ချက်ချင်းပြန်လွှဲပေးခဲ့ပါသည်တလာချင်းပေးမှာတစ်ဖက်အမှုတဲရဲ့မိန်းမနဲ့ငွေပေးငွေယူကိစ္စကို ျမရဲ့ GPS အကောင့်ကနေအမှုတရရဲ့ GPS အကောင့်ကိုပြန်လွှဲခဲ့တဲ့ GPS မှတ်တမ်းအစဆုံးကျမမှာရှိတယ်။အမှုတရဆွဆွဲသလိုကျမတို့ကယူသုံးထားတာမဟုတ်ဘူးဆိုတော့တဖက်အမှုတရရဲ့စကားပြောဆိုထားတဲ့အသံဖိုင်းကျမမှာရှိတယ်။ပြီးတော့အမှုတရချင်းချင်းအဆက်အသွယ်မရှိတာကြားပြီးဖြစ်ပေမဲ့လည်းတဖက်လူကသူ့စီဆက်သွယ်ပါတယ်ဟု post တွင်လိမ့်လည်ရေးထားပါသည်။နောက်တစ်ချက်အမှုတရဆွဆွဲထားသလို စာချုပ်ပြစ်လို့ဆက်လုပ်ရမယ့်အပိုင်းကိုဆွေးနွေးဖို့စုံအောင်ချိန်ညားတဲ့အခါကျမတို့ဆရာတပည့်တွေတကယ်မအားမလတ်အလုံများနေတဲ့အချိန်နဲ့တိုက်ဆိုင်နေလို့သူ့ကိုချက်ချင်းအချိန်မပေးနိုင်သေးကြောင်းအကြောင်းကြားခဲ့ပါတယ်။ရှောင်းနေခြင်းမဟုတ်ပါ။ရခင်လကလေးကဖြစ်ခဲ့ကြသောပြဿနာဖြစ်ပေမဲ့အမှုတွေစော်ပြအောင်သည်ယခုပြည်ပကိုရောက်နေချိန်မှသာတင်ပြခြင်းဖြစ်ပါတယ်။နိုင်ငံကြီးကိုထွက်ခွာပြီးဒီနိုင်ငံကိုပြန်လည်အခြေမချဖို့ဆုံးဖြတ်ပြီးမှ ပိတ်ဖွင့်ကရွေကျဲရှိရှိတိတ်ခါချနေခြင်းဖြစ်ပါတယ်။ကျမတို့ဘက်မှဖြည့်ချင်းညာတော့ကောင်းမတ်များကိုဖြတ်ပစ်အကောင်များကိုဘလော့ပစ်သည့်ပြင်တပတ်မှုတည်းဝင်ရှင်းပြထားသောကောင်းမတ်ကိုလည်းဖြတ်ပစ်ထားသည့်ပြင်အကောင်များကိုပါဖြတ်ပစ်ထားပါသည်။ကျန်းသာတရားဥပဒေနဲ့ညီဆက်လက်လောက်ဆောင်သွားပါမယ်။ဆက်လက်ပြီးတော့ဥအောင်မြင့်တန့်ဆိုတဲ့ဖေဖော်ကောင်းကနေမှတ်ချက်ရေးထားတာကိုဖတ်ပြပါအောင်မယ်။ဇော်ဖြူအောင်ကြီး မင်းကိုပြန်ထွက်ထားတဲ့မန့်တွေကိုဘာလို့လိုက်ဖြတ်နေရလဲချစ်နေလူလေများចောင်းကဒီလိုတုံ့ပြန်ထားပါတယ်ပေါ်တော်တော်နဲ့ငါကဘာလို့မန့်ဖြတ်ရမှာလဲမင်းကဗီချင်းရှိရချစ်နေဆိုရင်ငါလိုမျိုး အချက်လက်နဲ့ပြောစမ်းမှာကွာဒါတော့ချစ်နေလူလေများចောင်း Facebook page ကနေတင်ထားတဲ့ post တစ်ခုကိုဖတ်ပြပေးတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ချစ်နေလူလေများចောင်းက နောက်ထပ် post တစ်ခုကိုလည်းဖတ်ပြပေးပါဦးမယ်ချစ်နေညိမ့်ဟာ အမားလောက်ထားတဲ့လူတိုင်းလောက်တတ်တဲ့ပေါ်တော်တော်လောက်ရတွေနဲ့အကောင့်ဟက်ခံရပါတယ်ဆိုပြီးလုံးဆက်ခင်းပြီးအကောင့်ဖြတ်ပြေးသွားပါပြီ။အောင်မြင်တတ်ကမန်းပိတ်သွားပါတယ်။အကောင့်ဟက်တယ်ဆိုတာမလွယ်ပါဘူး။လွယ်တယ်ဆိုရင်စိုက်တဲ့သူလာခဲ့ပါ။ကျွန်တော်အကောင့်ကိုဟက်နိုင်တယ်ဆိုရင်တသက်လုံးကြုံခံမှမယ်။အောင်မြင်တတ်နဲ့ငိမ့်တို့ဟာဒီကိစ္စကိုအချက်လက်မှန်မှန်ကန်ကန်ဖြေရှင်းခြင်းမပြုဘဲ သူတို့ကောင်းကြောင်းတွေသူတို့ကိုယ်ဟန်ပြန်မှန်းတာမျိုးအကောင့်တူတွေနဲ့မဟုတ်မမှန်ပြောဆိုတာမျိုးတွေပဲလုပ်နေကြပါတယ်။ကြားဖြန့်တွေရဲ့လုံရက်မျိုးတွေနဲ့လုပ်နေကြပါတယ်။ KTV ကိုအမြဲလိုက်ဖို့ခိုင်းတဲ့အကြောင်းကိုရှေ့နေငိမ့်ဟာငင်းချက်ထုတ်နေတဲ့အတွက်သက်သက်တစ်ခုအဖြစ် ပုံတင်ပေးလိုက်ပါတယ်။ပါစနယ်အတက်လှုပ်ခြင်းလုံးဝမဟုတ်ပါဘူး။ဒီအတွက်ကြောင့်အနှမ်းငယ်မပီသားတဲ့ပုံကိုပဲရွေးထားတာပါ။ဒီထက်ပိုပြီးငင်းနေမယ်ဆိုရင်ဒီထက်ပိုတဲ့သက်သက်တွေ ကျွန်တော်စီမှာရှိနေပါသေးတယ်။အားလုံးသိအောင်ထုတ်ပြသွားမှာပါ။အောင်မြင်တတ်တဲ့ညီတို့ဆရာတော်ဘယ်နဲ့စကားပြောချင်းအမှုမခင်ကလက်ဖက်ရည်ဆိုင်မှာစကားပြောလို့ရခဲ့ပါတယ်။အမှုအပ်ပြီးနောက်ပိုင်းမှာတော့ရွက်လတန်းကျွယ်မဟာရန်ကုန်ဂျိုဂျိုဟော့ပေါ့ဝိုင်းကကေအိုစားတဲ့ဆိုင်တွေကိုချင်းရင်လုံးဝမလာပါဘူး။လူများလို့စကားပြောရတာအနှောက်ယှက်ဖြစ်တယ်ဆိုတော့အကြောင်းပြချက်နဲ့ပါ။ KTV တွေဘားတွေကိုပင့်မှ ွားရောက်လာကြတာပါကျွန်တော်ကရှင်းနေအောင်မြင်တဲ့နဲ့ငိမ့်တို့ရဲ့လောက်ရက်တွေကို အများသိစေရန် post တင်ပြီးပြောပြရတာပါသူတို့အကောင့်တွေကိုအများသိပြီးဒီလူဟာဒီအမှုချင်းရှိတယ်ဆိုတဲ့အကြောင်းအမှန်တရားတစ်ခုသိရပြီးနောက်လူတွေကျွန်တော်လိုမခံရရင်ကျွန်တော်ဂျင်းတ်ပါပြီဒီအတွက် public မှာ video call နဲ့ live လွှင့်ပြီးဖြည့်ရှင်းတာမျိုးတမောက်ဥပဒေအကြောင်းအရရင်ဆိုင်မယ်ဆိုလဲကျွန်တော်အစင်နဲ့မှာ